Ash တို့ကတော့ Meadow လို့ခေါ်တဲ့နေရာတစ်ခုကိုရောက်နေပါတယ်။ Ash ကတော့သူ့ရဲ့ Pokémon စက်မှာ Farfetch လို့ခေါ်တဲ့ Pokémon ကြောင်းကိုကြည့်နေခဲ့တာပါ။ Golahala ရတော့ဒီနေရာနီးတဝိုင်းမှာအဲ့ဒီ Farfetch အကောင့်တွေကိုတွေ့ရပါတယ်။စက်ကပြောတာကတော့ Farfetch ဘယ်ရန် Pokémon မျိုးစက်ဖြစ်ပါတယ်။ Farfetch ကိုအရသာရှိရဲ့ဟင်းပြစ်ချက်လို့ရတယ်။တို့တစ်ဖြင့်ချက်သွေမေးလေးနဲ့ချက်ရင်ပိုရသာရှိရဲ့။အဲ့ဒီကြောင့်ပဲ Farfetch ကမျိုးတွန်းလူနီပါအဆင့်ကိုဖြစ်နေပါပြီ။ Ash ကတော့အဲ့ဒီ Farfetch ကိုရအောင်ဖမ်းမယ်လို့ဆုံးမချက်ချလိုက်ပြီး Bro နဲ့ Ash ကတော့အနာကချောင်းမှာရေသွားခတ်ကြတော့မှာပါ။အဲ့ဒီမှာပဲ site နဲ့ကြံခဲ့တဲ့ Messi ကတော့လမ်းမှာ Farfetch ကိုတွေ့လိုက်ရပါပြီ။ Farfetch ကရှောက်ပြီးထွက်ပြေးနေလို့ Messi ကလည်း site ကိုပိုကီဘောနဲ့ထည့်ပြီး Farfetch နောက်ကိုလိုက်ပြီးပြီးခဲ့ရတာပါ။အဲ့မှာပဲပြေးလွှားနေတဲ့ Messi ကကောင်းလေးတယောက်နဲ့တိုက်မိပါပြီ။ Farfetch ကိုမရတော့ဘူးဆိုပြီး save ပြင်းနဲ့ပဲခုနနေရာကိုပြန်လာခဲ့ပါတယ်။အကျိုးကြောင့်ပြောပြလိုက်တော့ Bro တို့ကသူတို့ရဲ့အိတ်တွေကိုထားပြီး Farfetch နောက်ကိုလိုက်သွားတဲ့စိတ်ဆိုးနေပါတယ်။ဘလိုပဲဖြစ်ဖြစ်ဖာဖက်ကချစ်စရာကောင်းတယ်သူက မှုရဲပြီးတော့ချစ်ဖို့လည်းကောင်းတယ်။စက်တော့မိတ်လေးကိုလည်းဘင်ခရကောင်းဆောင်လို့လုပ်တာ။ခြေဘူးသေးဖို့လို့တော့မစ္စတီကအိမ်မားယူလာခဲ့ရပါ။ခုနတိုက်သားတဲ့ကောင်းလေးနဲ့ပေါ့။ခုနကောင်လေးကတော့ Farfet ရဲ့ Pokemon Trainer ဖြစ်ပြီး Farfet နဲ့တူအကြံလို့ကမစ္စတီရဲ့အိတ်ကိုခိုးယူလိုက်တာပဲဖြစ်ပါရဲ့။အိတ်ထဲမှာတော့ Pokeball လုံး၅ခုတောင်ပါနေပါပြီ။မစ္စတီကတော့ Pokeball လုံးတွေအကုန်လုံးကအိတ်ထဲမှာပါသွားတာကြောင့်ငိုပါပြီ။အဲ့ဒီကောင်လေးကရိုက်ဖြင့်တဲတဲ့နေနေရဖြစ်ပြီး Farfet ကတင်းဟုတ်ကတ်တို့လာတာကိုလှမ်းပြခဲ့ပါရဲ့။ဒီဟုတ်ကတ်တို့ကသူတို့နားကိုရောက်လာကြတာပါ။ ဂျေစတာဖာဖက်ကိုတွေ့လိုက်လို့သူတို့ဒီမှာလာရှာကြတာဖြစ်ပိုင်ဒီတစ်ခါတော့ဖာဖက်နဲ့အတူပန်ရှင်ကောင်လေးကပါထွက်ချလာပါတယ်ငါကဖာဖက်နဲ့အတူကီဝေးသွားကိုကြံစီနေရလေငါရဲ့လွယ်ရည်ထဲမှာစတာမင်းနဲ့စာယူလည်းရှိတယ်ရှာပါပုခင်မမျိုးစားတဲ့စုကိုငါစူးစမ်းနေတာကောင်လေးကတော့ရုပ်တည်နေဖီးပါပြီလေစိတ်ကိုရောက်တဲ့အခါမှာကောင်လေးကသူ့ပစ္စည်းတစ်ခုကြံခဲ့လို့သွားယူမယ်ဖာဖက်နဲ့လွယ်ရည်ကိုဒီမှာထားခဲ့ပြီးဒီမိုကတ်တို့ကိုစောင့်ကြည့်ခိုင်းတာပါတယ်ဒီမိုကတ်တို့ကလည်းခိုးဖို့ခွင့်ကောင်းဆိုတော့ရရဲသွားပါသွားယူပါ ော်တော်ကြာလေကောင်းလေပဲဆိုပြီးပြောခဲ့ပါရင်အနားမှာအသေးရှိနေတဲ့ဘုံနဲ့အတူထွက်လာခဲ့ကြပါရင်မစိမ်းပါပဲလှေရအပေါက်လေးကဘူးစိုးကကျွတ်သွားပြီးတော့ရေထွက်လာခဲ့တာပါဒီရော့ကတ်တို့ကရေထွက်နေတဲ့အပေါက်ကိုပိတ်နေတော့မှပဲဖောက်ဖက်ကပြန်ပြီးထွက်ပြေးသွားခဲ့ပါရင်ဒီရော့ကတ်တို့ကတဖိဖိနဲ့ရေရောက်ထဲကိုမြုပ်သွားခဲ့ပါပြီရှိတယ်မြို့တော့တော့တင်မော့ကတ်တို့ကသူတို့ရဲ့ကိုယ်ပိုင်ပိုကီမွန်တွေဖြစ်တဲ့အာဘောနဲ့ဝီဇင်ပါတဲ့ပိုကီဘောတွေကရှိတယ်ကိုမျောသွားပါရင်တာမင်းနဲ့စတားယူကိုတုံးပြီးပြဲယူမယ်ဆိုပြီးကျော်ဝေးကိုဖွင့်လိုက်တာကျော်ဝေးထဲမှာကြောက်ခဲတွေပဲတွေ့ခဲ့ရပါရင် ဆောက်ကလေးကငါတို့လှည့်စားသွားပြီဒီမိုကရက်တို့ရဲ့မျိုးပြီးကြံခဲ့တဲ့ပိုကီဘောတွေကိုဖာဖက်ကဆယ်ယူနေပါရင်ဖာဖက်ကပိုကီမွန်တွေယူနေမှာပေါ့မြောင်းကိုပါတီးလွတ်လိုက်သေးရပါအဲနောက်ဖာဖက်ကသူဆယ်ယူထားတဲ့ပိုကီဘောတွေကိုသူ့ရဲ့တခင်အောင်သွားပေးလိုက်ပါရင်မစ္စတီကတော့သူ့ရဲ့အိတ်ကမတော်စမားပသွားတယ်ထင်ပြီးအော်ဖီဆာဂျင်းနီကိုသွားပြီးတိုင်နေခဲ့ရပါဂျင်းနီကတော့အဲ့ဒါမတော်စမဟုတ်ပဲတမင်တသက်လောက်တာဖြစ်ကြောင်းမစ္စတီက9ရောင်းမြောက်ဒီလိုမျိုးခံရတဲ့သူဖြစ်ကြောင်းရှင်းပြခဲ့ပါရင်အဲ့ကလေးကတော်တော်လှည့်စားတတ်ပြီးတနေရာထဲမှာလည်းအမြင်နေလည်းမရှိပါဘူး ဒါကြောင့်ဂျင်းနီတို့ကဖမ်းဖို့ခက်ခဲနေကြတာပါအဲ့ဒီကောင်လေးက far fat ကိုလမ်းဘေးမှာနေမကောင်းတဲ့သားတွေ့ခဲ့တာဖြစ်ပြီးအဲ့ဒီချိန်တွေကစိတ်ကူပေးခဲ့တယ်အဲ့ဒီတွေကနေလာလိုက်တာဒီနေ့ချိန်ဒီပဲဆိုတော့ကောင်လေးကသူခိုးထားတဲ့ပိုကီဘောလေးကိုရွက်ဖြင့်တဲထဲမှာထားထားပါအဲ့ဒီတဲကမှငိုရေကကြောင်တောင်ဖြစ်နေတဲ့ Mr. S side ကပိုကီဘောကနေအပြင်ကိုထွက်လာပါတယ် side ကရွက်ဖြင့်တဲထဲကနေအပြင်ထွက်သွားပေမဲ့ဟိုကောင်လေးကတော့သတိထားမိရမှတူပါဘူးဒီမိုကရက်တို့ကတော့သူ့ရဲ့မျက်အောင်ပူစီပေါင်းနဲ့ပိုကီဘောခိုးထားတဲ့ကောင်လေးကိုလိုက်ရှာနေခဲ့ပါတယ် မစ္စတီကဂျင်းနီကိုခိုကောင်လေးပြီးသွားတဲ့နေရာလိုက်ပြခဲ့ပါတယ်။သူဒီနာကတနေရာမှာရှိနေနိုင်တယ်။အဲ့ချိန်မှာပဲချုံဘုတ်တဲကနေထွက်လာတဲ့မစ္စတီရဲ့ site ကိုတွေ့လိုက်ရပါပြီ။ site ကိုသူ့ရဲ့အေးရှိရဲ့နေရာခိုကောင်လေးကိုခိုးသွားတဲ့နေရာကိုလမ်းပြခိုင်းပေမဲ့ site ကတော့ငကိုတိုင်းထုံထုံထွေထွေဖြစ်နေပါတယ်။မစ္စတီကစိတ်တောင်မရှိဘူးဖြစ်နေလို့ rock ကစိတ်ရှိဖို့ဝင်ပြောရပါတယ်။ကောင်လေးကတော့ pokey body များကြီးကိုအိတ်နဲ့တဲထည့်ပြီးနောက်ထပ်တဲ့နေရာကိုထပ်တိုးဖို့ကြံစီနေပါတယ်။မတော်လမ်းမှာတကယ်ရောက်တွေ့ရတယ်သူတို့ရဲ့ pokemon မှာမတော်ယူရအောင် အဲဒီအချိန်မှာပဲကောင်းကင်ကနေတင်ရော့ကက်တို့ရဲ့ဘူစီဝိုင်းဆင်းလာတာကိုတွေ့လိုက်ရပါတယ်။လှေနှင်းအောင်လုပ်တယ်ပြီးတော့ငါတို့ရဲ့ပိုကီမွန်တွေကိုယူသွားတယ်။ငါတို့ကိုအယူလုပ်ခဲ့တဲ့အတွက်မင်းပေးဆက်ရမယ်။ကောင်းလေးကတင်ရော့ကက်တို့ရဲ့ပိုကီမွန်နေတာမကပဲသူ့မှာရှိတဲ့ပိုကီမွန်တအိတ်ကိုပါပေးလိုက်တာပါ။နောက်ဆုံးတော့ site ကကောင်းလေးရှိတဲ့နေရာကိုလမ်းညွှန်နိုင်ခဲ့ပါတယ်။တင်ရော့ကက်တို့ကလည်းဘူစီပေါင်းနဲ့ပြန်ထွက်သွားကြပါပြီ။ Astro Genie တို့ဟာအဲ့ဒီကောင်းလေးကိုဝိုင်းထားလိုက်ကြပါပြီ။မင်းတို့ငါတို့အခုဖမ်းလိုက်ပြီ။ ပိုကီမွန်ပြိုင်ပွဲပြိုင်မယ်ဆိုလို့ Farfetch ကတော်တော်နူးရဲကြောင်းအဲ့ဒီကောင်လေးကရှင်းပြနေပါတယ်။ဒါပေမဲ့ Farfetch ကတိုက်ပွဲဝင်ခြင်းတဲ့ပုံစံမျိုးရှိနေတာကြောင့်တိုက်ပွဲဝင်နိုင်ရတယ်ဆိုတော့ Ash ကတော့ပူပါစောကိုထုတ်ပြီးနှွေးကြွက်တိုက်ကွက်နဲ့အရင်ဆုံးတိုက်ခတ်ခိုင်းပါတယ်။ကြာဝင်နေတဲ့ရပ်ပြီး Farfetch ကတော်တော်လေးဥမှာအထိနာနေပါပြီ။တစ်ချက်မှာတော့ Farfetch ကတော်တော်လေးဒေါသထွက်သွားပြီးတော်တော်လေးဥမှာလှင်လင်းမြန်မြန်ပြေးနိုင်ခဲ့ပါတယ်။ပူပါစောကိုပတ်ပြေးပြီးသူ့လက်ထဲကအမဲကိုက်နေကြဖြစ်တဲ့စက်သွုံမိတ်လိုဒုတ်တန်နဲ့ပူပါစောကိုတီးထည့်နေရပါ။ ဖာဖတ်ကဒီလိုတိုက်ခိုက်နိုင်မယ်သူ့ရဲ့ trainer ကလုံးဝမသိပါဘူးဖာဖတ်ကဒီလောက်တာမန်သိရင်ငါဒီလိုမျိုးလိုက်ခိုးနေမှာမဟုတ်တော့ဘူးဘူဂါဆောကတော့ဒဏ်ရာရအောင်လို့ ash ကတော့ပြန်သိမ်းလိုက်ပါပြီမင်းပိုကင်မွန်တကောင်ကိုအပြင်ဘက်ကိုပဲကြည့်ပြီးမဆုံးဖြတ်တဲ့အောင်ပီကာချူနဲ့ထပ်ပြီးတိုက်ခိုက်မယ်အလုံးမှာ misty ကဒါငါရဲ့တိုက်ပွဲပဲသူကငါ့ပေါ်ကျူးလွန်ခဲ့တာဆိုပြီး star you ကိုထုတ်ကတိုက်ခိုက်ခိုင်းပါပြီဟောဒါပေမဲ့သူမေးသွားတာချက်ရှိပါတယ်ပိုကီဘောတွေကသူမပြင်မရသေးတာဒါပေမဲ့ side deck ကတိုက်ခိုက်မလို့သူ့ဘက်ကသူရှေ့ထွက်သွားတယ် side deck ကို far far ကလည်းလှောင်ရင်းနေပါတယ် တင်ရော့ကက်တို့ကိုပေးလိုက်တဲ့ပိုကီဘောတွေအကုန်လုံးဟာဖိုတော့ပိုကီမွန်တွေပဲဖြစ်နေခဲ့ပါတယ်။ဒါကဖိုတော့နဲ့တိုးတာနှစ်ချိန်မြောက်ပါပဲ။မအားလို့တစ်ချိန်ထဲမှာနှစ်ခါအောင်လှည့်စားသွားတယ်။တင်ရော့ကက်တို့ကဖိုတော့တွေကိုအောက်ဖက်ကိုပြေးချလိုက်ပြီးဟိုကောင်လေးနဲ့ဖာဖက်တို့ရှိနေတဲ့နားကိုဖိုတော့တွေကကြောက်ကုန်တာပါ။မတောင်းရမှာလည်းဘရောမမကောင်းတာထပ်မလုပ်တော့ပါဘူး။အနားမှာလည်း edge လို့လည်းရှိနေရပါ။ကောင်လေးကသူခိုးခဲ့တဲ့မြတ်ပိုကီဘောတွေအကုန်လုံးကို Officer Jenny ထံမှာပြန်လည်အနံ့လိုက်ပါပြီ။ Misty ကလည်းသူ့ရဲ့ Pokemon တွေအကုန်လုံးကိုပြန်ရသွားပါပြီ ကောင်လေးကလည်းဖာဖတ်ကိုဒီထက်ပိုပြီးယုံကြည်ခဲ့တဲ့နာဖာဖတ်ကိုမယုံကြည်ခဲ့ရလဲမှားခဲ့တယ်။ဘာဖြစ်ဒီတစ်ခေါက်မှာတော့ site C ကလည်းအကူအညီတစ်ခေါက်ထည့်ရခဲ့ပြန်ပါပြီ။ဒွန်းဝက်ကတ်တို့ရဲ့ဘူကောင်းထဲမှာတော့ဖိုတော့တကောင်ကြံခဲ့လို့အောက်ကွဲမှုကြီးဖြစ်ပွားတာသူတို့ကလည်းအောက်ဖက်ကိုပြုတ်ချသွားပါရဲ့။ကြည့်ရတာဒွန်းဝက်ကတ်ရဲ့နောက်တစ်ခါလွန်ထွက်ခြင်းပဲ။ဒီမှာရင်ပိုကီမွန်အပိုင်း၄၀ခွန်ကပြီးဆုံးတာပါပဲ။